ကျွန်တော်ဟိုပြန်တွတ်ပေးတယ်တော့နိုင်ငံတော်အစိုးရရောเนาะအဲဒီနိုင်ငံတော်ကြီးကဲเนาะဘူဂျုံမူကြီးမင်းအောင်လာရောအကုန်လုံးကျွန်တော်အဲကျေးဇူးတင်ပါတယ်ဗျာအာပတ်တန်9000ပါရောက်တော့ဟာတန်တယ်အိမ်ကပတ်တန်9000မရပါဘူးဘုရားနေရာမှာ4000လောက်မရပါဘူးအေးခင်ရတော့အထက်ကမတရသေးဘူးစောက်ကျွေးတွေတော့ထူးနေပြီ ါကတော့ခင်ကတော့6800ဇားတွေဟာခုစဉ်လူတွေပေါင်းနိုင်မယ်ဆိုရင်တောင်းနဲ့ကြည့်ပြီးတော့ငွေရဖို့ဆိုပြီးတော့အင်းကိုတောင်းနေကြဖြစ်ပါတယ်ခင်တကောတော့တမတော်တော့ဖြစ်မလားဖြစ်လားတော့မသိဘူးလက်ရှိမှာတော့စောက်ကြီးထူတဲ့ကောင်ကောင်ဖြစ်နေအောင်သိကြပါပဲရှီပွဲဟိုကောင်ကပြောတယ်အိမ်ပြန်ကျင်နေတဲ့ကျွန်တော်မှရှီလိုက်ရတာနောက်တကောင်ကပြောတယ်အမေကမျောနေပြီတဲ့ကျွန်တော်လဲဥလိုက်သေးလိုက်ရှီပြေရောရေမှာပေါ့ကျုံမှာကပြန်စရာအိမ်မရှိတော့ဘူးလေ ။ညော်နေမဲ့မေးလည်းမရှိတော့ဘူး။ရှောက်စရာလမ်းတော်တစ်ဖက်ပဲကျန်တာ우။အဲ့လိုပြောတော့အုတ်ကူအနီတဲကအာဇာနီတွေကထရှိတယ်။ကျွန်တော်တို့တွေဘောနောရှိတော့ရှိလို့ရပါတယ်။အသက်ပါပြီးရှိနိုင်ဖို့ဘလို့ခက်ခဲဘယ်ဖြစ်ဖြစ်အခုကြုံတွေ့နေရတဲ့ဒေါ်လာရဲ့အခက်အခဲကိုကျွန်တော်တို့ညီနောင်တွေအတူတူရင်ဆိုင်ပြီးတော့ပြည်သူတွေအတွက်အကောင်းဆုံးပျော်ရွှင်မှုတွေနဲ့ ပြည်သူတွေရည်နိုင်မှုကျွန်တော်တို့ပြည်သူတွေပြောင်းနိုင်မှုအတူတူကြိုးစားရအောင်ပါတော်လည်းမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြီးတာမှာမြန်ဆုံးကင်းဝင်ကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေချင်မတော်ပေးကမှာတော့ယနေ့နိုဝင်ဘာလ29ရက်နေ့စနေနေ့ရဲ့ညပိုင်းထင်အောင်ဆွေးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပြီးသွားဖြစ်တယ်တော်လည်းမျိုးတွေအားလုံးပဲအဆုံးနှစ်ချီပူတင်ရန်ဒီမှာနောက်ဆက်လိုက်ပါတယ်ပထမဆုံးသတင်းပုံအနေနဲ့ကတော့စစ်တပ်ကိုထောက်ခံတဲ့ရုပ်ရှင် CEO ဥက္ကဋ္ဌကြီဆိုးထွန်းနဲ့ချမ်းသာကြီဆိုးဒိုင်တာမီးပွား မင်္ဂလာရုပ်ရှင်ုံပိုင်ရှင်ဇော်မင်းတို့ကိုပြန်ကြားရေးညွှန်ချုပ်အေးကျွယ်တဲ့အတူတရုတ်ရုပ်ရှင်ပွဲတော်စစ်လက်ကြောင်သိရှိရပါတယ်ဒါကတော့ဘောမတတိုက်ကိုလက်ရှိမှာအလုပ်မရှိတဲ့အတွက်တရုတ်ရုပ်ရှင်ပွဲတော်ကိုဆေးလွတ်ပြီးတော့ဘာညာတရကာဆိုပြီးတော့ဒေလာတင်ယူခဲ့ဆိုပြီးပြောပြီးဆွေးနွေးရဖြစ်ပါတယ်ဒါကတော့ဂျမ်မစတက်ကိုထောက်ခံတဲ့ရုပ်ရှင်စီယုံဥက္ကဋ္ဌရဲ့ခစ်ပြက်ကြီးဆိုးထွန်းတဲ့ချမ်းသာကြီးဆိုးဒိန်တော်ဒိုင်တာမီးပွားမင်္ဂလာရုပ်ရှင်ပိုင်ရှင်ဇော်မင်းတို့ကိုပြန်ကြားရေးညွှန်ချုပ်အေးကျွယ်တဲ့အတူတရုတ် ရုပ်ရှင်ပွဲတော်ကိုဆက်လို့ရမယောင်နိုင်ငံမင်းပြေးကြတာဖြစ်ပါတယ်တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲမှာမိုးမာ28ရက်နေ့ကဒီဇင်ဘာလ1ရက်နေ့ထိတန်ကောင်းမဲခေါင်ပြည်ပဆိုင်ရာရုပ်ရှင်ရဲ့သက်ပွဲတော်ပြုလို့ရရှိပြီးတော့အဲ့ဒီပွဲကိုစစ်တပ်ကရုပ်ရှင်စီရင်ဥက္ကဋ္ဌ ခေပြကြည်စိုးထုံးတို့ကိုစတင်ပြီးလွှတ်ခဲ့ရဖြစ်ပါတယ်။စစ်တရနိုင်ငံခြားခွင်လန်းဖြစ်တဲ့ရုပ်ရုပ်ရှင်ပွဲတော်ကိုစစ်လို့ရမှာ၎င်းတို့အတွက်ဝါဒဖြန့်ပေးတဲ့စစ်တထောက်ခံတော်လှူရှားမှုနဲ့ရွေးကောက်ပွဲမဲပေးစီယုံလှူရှားမှုများပါဝင်သူများကိုသာအဓိကခေါ်ဆောင်ကြောင်းနဲ့စစ်တကခေါ်ဆောင်တော်သူများဟာရုပ်ရုပ်ရှင်ပွဲတော်မှာ၎င်းတို့ပတ်သက်တဲ့နုပညာချပြစရာမရှိဘဲစစ်တထောက်ခံမှုအတွက်စုလက်ဖြင့်တက်ခွင့်ပေးခြင်းဖြစ်ကြောင်းလည်းမယောင်လိုင်းနဲ့နှီးစက်တဲ့တိုင်ဝမ်ပြောထားတာဖြစ်ပါတယ်။တော့အဲ့တော့ဘောမလိုအခုလိုပို့တာပေါ့။နောက်ထပ်ဘောမရင်နောက်ထပ်ထပ်ပို့မယ်ဆိုပြီးတော့ရုရှားကတော့ပို့မယ်နေတာတခုရှိရသော်သိရှိနေရပါတယ်။ ။နောက်တစ်သတင်းမှအနေနဲ့ကတော့မင်းအွန်လိုင်းရဲ့ဗဇက်ကနေပြီးတော့မရှက်မကြောက်နဲ့ချင်းကြယူစကားကိုပြောနေဖြစ်ပါတယ်။အမေရိကန်ပြည်တော်စုမှာယာယီခိုလုံခွင့်ဖျက်သိမ်းလိုက်လို့ညင်တို့ခဲရမဲ့မြန်မာနိုင်ငံသား၄000ပေါင်ဝင်ကမ္ဘာတဝန်းကမြန်မာနိုင်ငံသားများမိခင်နိုင်ငံကိုပြန်လာကြပြီးရွေးကောက်ပွဲမေးပေးကြလင်ကျိုးသမီးဖြစ်ကြောင်းမင်းအွန်လိုင်းကနေပြီးတော့မရှက်မကြောက်နဲ့ဗဇက်ကနေပြီးဖွင့်ရန်ပြောလိုက်ရတွေ့ရှိရပါတယ်။ကျင်းတဲ့လူတွေနဲ့လူချင်းတဲ့လူတွေတော်တော်များများကပြည်သူကြားကိုလက်ဆွဲစည်းအောင်စကားတွေပြောကြတယ် ကျွန်တော်တို့ جماعه တို့ကိုလဲပေးပါဘူးမှတကောင်းတော့လင်ယူပြီးတော့အေးဆိုအိတ်မနေဘူးထလာပြန်ပြီအာကျွန်တော်တို့ جماعه တို့အနိုင်ရသွားလို့အစိုးရဖြစ်ခဲ့ရင်ကုန်စည်တို့ပြဿနာတွေဖြေရှင်းပေးမယ်ကုန်စည်တို့ကြောင်းလုပ်ပေးမယ်ဒီလူတွေအလုတ်ကိုင်းတွေခွင်လန်းနေကြောင်းလုပ်ပေးမယ်မိကြီးကြောင်းလုပ်ပေးမယ်နိုင်ငံတကာဖိအားနိုင်ငံတကာကစီးပွားရေးတိုက်ခတ်ပေးဆုံးမှုတွေဖြေလျှော့အောင်လုပ်ပေးမယ်လို့တရားမှာ90လောက်ကအဲ့ဒီလိုမဲဆွယ်စီရင်ကြတယ် အဲ့ဓာတွေဟာလူပိတ်တိုက်ပြောတဲ့စကားတွေဘူးခင်ဗျားတို့အုံနှောက်ကြရမဲတပြားကိုစဉ်းစားစဉ်းစစ်ဖို့လိုပါတယ်ဟွအတေးကြရမဲတပန်းဖို့ဘူးနော်နိုင်ငံကိုအုပ်ချုပ်မဲ့အစိုးရတည်းရဲ့ social contract ကိုရွေးချယ်တယ်ဆိုတာအသေးကြကမဲတပြားစိတ်နှလုံးသားစိတ်ခံစားချက်နဲ့ရွေးချယ်ရတာမဟုတ်ပါဘူးအုံနှောက်နဲ့အတိအမြင်နဲ့ရွေးချယ်ရတာဖြစ်ပါတယ် နော်ခင်ဗျားတို့နှလုံးသားနဲ့ချစ်တဲ့စိတ်တစ်ခုနဲ့လူကိုမကြည့်ဘဲနဲ့ပါတီကိုကြည့်ပြီးမဲပေးခဲ့တဲ့အတွက်၅နှစ်တာကာလအတွင်းမှာအစိုးရနဲ့ဖက်ဆက်လုပ်တဲ့ဝန်ကြီးဌာန73ခုမှာ2016 2019 2018 3နှစ်ဆက်တာအမြင့်ငွေတပြားတစ်ချက်မှမရခဲ့ပဲအယုံပေါ်ခဲ့ပါတယ်သူတို့မှအခုဆိုရင်နောက်ဘောက်ကိုတော့မှသူတော်ရဲမဟုတ်တော့သူရဲ့ယောက်ျားပါခေါ်လာပြီနော်ဒီရောက်ကြတော့မဲပေါက်သွားပါဗျာ။စံပြစီပုဒ်မလက်ကလေးရဲ့ မဲနိုင်မှုခံလိုက်ရတယ်ပြောမှာပေါ့ကဲလက်ရှိမှာတော့ကုလမတကောင်ကမလိုပဲယောက်ျားနဲ့ပဲယူပြီးမင်္ဂလာဦးညပူပူလေးမှာတော့မအိတ်နိုင်မစားနိုင်ပဲနဲ့ထထပြီးတော့ပေါင်းနေရတွေ့နေရပါတယ်ဝင်းကြီးဌာနတစ်ခုလည်းမဟုတ်ပါဘူးရှင်ဝင်းကြီးဌာန73ခုပါ အနှစ်ထဲမဟုတ်ပါဘူး၃နှစ်စတိုင်အမျက်တစ်ချက်လေးမှမရဘဲနဲ့အရှုံးပေါ်ခဲ့တာပါဒါကြောင့်တိုင်းမီဟာအကျွေးနုံနေမှာနှစ်တရအနှစ်သွားရတာဟုတ်ဆောက်ကြီးဆောက်ကျန်တဲ့ကုန်သူပဲတည်သူလိုပေါ့နဲ့ရှောက်ပြောနေဆိုလိုချင်တာကခင်ဗျားတို့ဒီအသေးစားကမဲတပြားဆိုပြီးတော့နိုင်ငံကိုအုပ်ချုပ်မဲ့ social contract ကိုစိတ်ခံစားချက်နဲ့မပေးဘဲနဲ့အုံနောက်နဲ့ပြရမယ်လို့ဆိုလိုချင်တာဆိုတော့လက်ရှိမှာနိုင်ငံရေးပါတီကြီးအင်အားကြီးပါတီကြီးတစ်ခုကဥက္ကဋ္ဌ ားတော်နာရီပါတီနာမည်ကိုပြောပါမယ်။ကြားဖြူပါတီ။ရခင်ကပြည်ခိုင်းပြို့ကိုမကြိုက်တဲ့လူတွေ၊တဆန်းရအောင်မကြိုက်တဲ့လူတွေ၊ပြီးသုံးလုံးကလည်းဒေါ်တသက်ခါရ NLD ကခွဲထွက်သွားလို့မကြိုက်တဲ့လူတွေ။ NDA ကလည်းမရှိတော့တာဖြစ်တဲ့အတွက်ပြည်ခိုင်းပြို့ပါတီကိုအလဲထိုးနိုင်တော့ပခုံးချင်းရှင်နိုင်တော့အခုရဲတော့တိုက်ခံပါတီဟာကြားဖြူပါတီဖြစ်တယ်။ကြားဖြူပါတီ၊ကြားကောင်းပါတီကသာမီဒီယာအင်အားနဲ့လော်ဘီများများငှားပြီးတော့စိတ်ရဆစီရေဝါရဖြန့်ချီလုံနိုင်လို့ရှိရင် အခုလက်ရှိနေပိတ်တွေကဟာငါတို့မဲမပေးဘူး notebook ရတယ်မဲမပေးတာကိစ္စမရှိဘူး notebook ကိစ္စမရှိဘူးဒါပေမဲ့အဲ့ဒီမဲမပေးဘူးဆိုတဲ့လူတွေကိုပြည်ခံပြုအစိုးရမဖြစ်ချင်ပြီးရောအာစာညာအစိုးရမဖြစ်ချင်ပြီးရောပြည်သုံးလုံးအစိုးရမဖြစ်ချင်ပြီးရောဆိုပြီးရောမဲပေးလာအောင်ရွေးချယ်လာအောင်စီယုံနိုင်စွမ်းရှိရင်ကြားဖြူပါတီဟာအစိုးရအဖွဲ့နိုင်လောက်တဲ့အထိအင်အားကြီးပါတယ်ဒါကြောင့်မို့လို့လေကျွန်မကြားဖြူပါတီကိုတဆိုင်မယ်မဲ့ ကြားပြူပါတီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ခဲ့တယ်။ဒါပေမဲ့ကြားပြူပါတီမှာမီဒီယာအင်အားမရှိဘူး၊လော်ဘီအင်အားမရှိဘူး၊လူထုကိုမဲမပေးတော့ဘူးဆိုပြီးဘေးထွက်ထိုင်နေတဲ့နိုးပူသမားတွေကိုကိုပါတီကိုမဲပေးလာအောင်လူထုနဲ့ကြားမှာယုံကြည်မှုမတိဆောက်နိုင်ဘူး။အဲ့ဒါအထက်ဆိုတာကကြားပြူပါတီဥက္ကဋ္ဌဦးဆိုင်အောက်ပါဦးဆိုင်အိုက်ပေါင်းပြောတာကကျွန်တော်တို့တော်တော်ပေါ်လာရင်ပထမဆုံးလုံးမှာကကိုစင်းတို့နေချော့ချပေးမယ်။အဲ့ဒါလူပင်းကြိုက်ပြောနေတာဖြစ်ပါတယ်။ဟုတ်ကိုစင်းတို့နေချော့ချအောင်လုပ်ပေးမယ်လို့ ရတရားစီမံကိန်းအတွင်းမှာတိုင်းမျိုးဘလို့တို့တအောင်လုပ်ပေး။ကုန်သင်းတွင်ရှုရမခိုင်းတဲ့လက်ရှိမှာတော့ဘုဒ္ဓမတရားလင်ယူပြီးတော့ကုန်သင်းလုံးကြီးလို့ဆိုပြီးတော့လေးမှာတွေးကြနေတဲ့ထောက်ပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့စစ်တပ်ရဲ့ lobby တော်နောက်ထပ်သတင်းပုံအနေနဲ့ကတော့စစ်တပ်ရဲ့ lobby တော်လေးဖြစ်ခဲ့သလိုစစ်တပ်ရဲ့လုံရည်ဒီပေါ်ကိုလည်းဝေဖန်ထောက်ပြမှုတွေရှိပြီးတော့အခြားအခြားသောအရာတွေကိုလည်း ဟိုဒူးစိန်ကိုဒူးစိန်ကိုစိန်ခေါ်နေတဲ့ငါးမင်းဆွေဒီကောင်ကတော့ပြန်ထွက်လာပြီဖြစ်ပါတယ်။ကြေငါးမင်းဖြစ်တဲ့လောင်အနေနဲ့လက်ရှိမှာတော့28ရက်17လ2025ခုနှစ်မှာအင်းစိန်တောင်ကလွတ်လာပြီဖြစ်တဲ့ပုံမှန်လိုမျိုးကိုဆက်လုပ်သွားပါမယ်ဆိုပြီးထပြီးကြွေးကြော်ပြန်ပြီဗျာ။ဒါကြတော့ငါးမင်းဆွေကိုထဲပို့ခဲ့တာကတော့တော်လိုင်းဘက်ကသူတွေဖြစ်ပါတယ်။ဟောလို့ဆိုငါးမင်းဆွေရဲ့ဗီဒီယိုတွေကဘယ်သူမှမကြည့်မဲ့တော်လိုင်းဘက်ကသူတွေကနေပြီး highlight တွေလုပ်ပြီးပြတဲ့ခါမှာတော့ငါးမင်းဆွေတကောင်ထဲကိုရောက်သွားဖြစ်ပြီးတော့မကြိုက်မှပဲငါးမင်းဆွေတကောင်ထပ်မှန်ပြီးထဲဝင်ရမှာတော့အသေးချပါပဲ။ဟောလို့ဆိုတော့ငါးမင်းဆွေတကောင်ကတော့ ဒီတိုင်းမှာသူရောဝါသနာကြီးကလက်ရှိချိန်မှာဖောင်ကားထွက်ထွက်ချင်းပဲထတောင်းနေပြီဗျာဟုတ်ကိုကြီးမြောက်နေထားမျိုးပေါ့သူတတန်းတစ်လျှောက်မှာလုံးဝမတွေ့ဘူးရှာရှာပါပါဆိုတဲ့ဇကားကလည်းတကယ်မှန်တယ်ဘယ်လာလူတမန်တာပြောသွားတာအမှန်တည်းပြောသွားတာဘာလို့လဲဆိုတော့ဒီလောက်သောက်သုံးကြတဲ့ကောင်တစ်ခါမှမတွေ့ဘူးကွာလို့သူတတွေ့ဝိုက်ပြီးပြောပြောသွားတာပေါ့နော်အဲ့တော့ဟောဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ပေါ့နော်ဟလာလတ်လာလဲကုန်မြန်ဝင်းပေါ့တော်လိုင်းတော်လိုင်းရင်းနဲ့ကျွန်တော်တို့ ကုန်ခဲ့တဲ့လတွေကြော်ဖြတ်ခဲ့တဲ့နှစ်တွေလည်းဒါအဲလက်တစ်ဖက်တောင်ပြည်တော်မဲ့အနေထားမျိုးတွေရောက်လာပြီပေါ့နော်အဲပြည်သူတွေကတကယ်ဒီနေ့ဒီချိန်ထိကတော့ပြည်သူကတကယ်ညီနေတော့မဲဆိုတာကဒါယုံလေးရဲ့ဇကာကိုကြည်ချင်းအပြင်တော့ဒါတိတာတယ်ပေါ့နော်အတိတာတယ်အနုပညာအလောက်ကနေတော့အနားယူရတော့မလို့လို့ဖြစ်သွားပြီလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဖီဖီနဲ့ပို့ရှိပါ တင်ရတဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒါကြောင့်တို့ကလည်းဒီကျွန်တော်တို့ပချမ်းကလုတ်တဲ့အဲဒီတော်တော်ပေါ့ပေါ့မြောင်မြောင်ဇက်ကားကြီးကျွန်တော်တို့ဘက်မှာလည်းရှိတာပေါ့နော်ဒါကျွန်တော်တို့မိုးကားကြီးတို့ဘာလို့ဆိုရင်ဒါကိုပေါ့ဒါရကိုပေါ့ရိုက်ကူးတဲ့မိုးကားကြီးတို့အခုဆိုရင်ဒါပြုံးပြုံးလေးတို့ဂျားထဲမှာလည်းအများကြီးပေါ့နော်ဟိုဟိုဇက်ကားကြီးတွတိတွတိတွေအများကြီးရှိရပေါ့နော် fight data fight တို့ဘာလို့အဲ့လိုမျိုးအများကြီးရှိတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီလွမြောက်နေပြီမှာပြလို့ရှိရင်သူကဟို ကြောက်တဲ့နေရာတိုင်းကပြည်သူလူထုကတကယ်သွားပြီးတော့မှဟိုတခဲနဲ့အားပေးတယ်ပေါ့အားပေးတယ်ပေါ့နော်ကျွန်တော်ပြုံးပြုံးလေးဆိုလို့ရှိရင်ကျွန်တော်လက်မှတ်တစ်ဆောင်ကိုကျွန်တော်300ဘတ်300ပေါ့နော်ဘတ်300ဆိုလို့ရှိရင်ဒါမြန်မာငွေ4000ဝန်းကျင်လောက်ရှိတယ်ပေါ့နော်4000ဝန်းကျင်လောက်ရှိတယ်ဒါလည်းပြေးနေတာပဲလားအပေးတာပဲပေါ့နော်အပေးတာပဲအဲ့တော့ဒီဟာကလည်းသူကတော်လိုင်းအတွက်ပြန်ပြီးတော့စီးစင်းမယ်ဆိုတဲ့ဟာကြီးတိတဲ့အတွက်ပေါ့နော်တိတဲ့အတွက်အခုဆိုဒါဟိုဟိုယုံလေးက3600လောက်အကုန်ချခံပြီးတော့မှရိုက်တာဒါပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းပေါ့နော်ပြည်သူတွေရဲ့ဒဏ်ခတ်ခြင်းအဲ့တော့တော်လိုင်းရေချင်းကြာလာတာနဲ့အမျှကလည်းဒီလိုမျိုး တောက်လျှောက်ကတော့အခုဒါဟောင်းမဟောင်းမလုံနေတဲ့ကောင်တွေရှိသေးတယ်ပေါ့နော်နေအောင်တို့ဘာတို့တွေနေအောင်ဆိုလည်းပြောရမယ်ဆိုဆရာကြီးမနေ့ကပြောလို့ပေါ့နော်သူကစစ်တပ်ကဒါဟိုလောက်ွက်လေးပေးထားတဲ့ခါကျတော့နည်းနည်းအနံလေးပေးရှူထားတဲ့ခါကျတော့ဒီကောင်ကအယိုးရင်းလေးကိုက်ရတဲ့ခါကျတော့ပေါ်တဂီးယားတွေထပြီးတော့မှပြည်သူကိုအစိတ်ခတ်စေမဲ့စကလုံးတွေပေါ့နော်စကလုံးတွေထပြောတာပေါ့ဒီတိုင်းပဲပြည်သူကလည်းအစိတ်ခတ်မခံဘဲနဲ့ ကိုယ့်ရဲ့တက်နိုင်တဲ့ဆွမ်းအားနဲ့ပေါ့နော် vibe out ပြန်လုတ်ပေးကြတာလေတကယ်တော်လန်ပြည်သူအားလုံးကိုတကယ်ကျေးဇူးတင်ပါတယ်ပေါ့နော်ပြည်သူလူထုအားလုံးကိုတော့မဆိုလို့ဘူးပေါ့ဘောမာကြီးပါမာဆိုလို့အဲ့တော့တော်လန်ပြည်သူလူထုကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့ဒါထုံးတဲ့နိုင်ကျွန်တော်တို့ထူးခြားသတင်းတွေဆက်ပြီးတော့မှတင်ဆက်ပေးသွားမှာပေါ့နော်ဒါကျွန်တော်တို့နိုဝင်ဘာလ28ရက်နေ့ရက်နေ့မှာလူကြီးချမ်းသာကိုပေးလိုက်တဲ့အထက်မှာငါးမင်းစီငါးမင်းစီလွတ်လာတယ်ဟောလွတ်လာခြင်းပဲသူကတက်တော့ကနေမှသူရဲ့ကြောက်ကြံဖိုင်လေးတွားပြည့်ရပေါ့အဲ့ဒီတွေပါဆိုရင် သူထောင်ကျတဲ့အတွက်သူ့ရဲ့အကျိုးကျေးဇူးရှိတယ်ပေါ့နော်သူတတိယကိုသူ၁၂မိုင်လောက်လမ်းလျှောက်တာပေါ့နော်ဒါအခုထောင်ထဲမှာတော့ထောင်ကျတော့ဆိုရင်ပေါင်၁85ပေါင်ပြန်ထွက်လာတဲ့အချိန်မှာပေါင်145ပေါင်ပေါင်40လောက်ကျသွားတယ်လို့ဒါနောက်ကမင်းအောင်လိုက်လို့ပါတော့ကျေးဇူးတင်နေတယ်ကျေးဇူးတင်တယ်ပေါ့နော်ထောင်ထဲထောင်ကြီးဆိုပြီးမယ်လို့ကကျွန်တော်တို့နိုင်ငံသားတွေရဲ့ထမင်းကိုပဲသူစားနေရတယ်ဆိုတဲ့အကြောင်းကျေးဇူးတင်ကြောင်းပြောထားတဲ့ရုပ်သံပိုင်းလေးတွေ့ရတာပေါ့နော်အဲ့တော့ဟာဒါ ငါမင်းဆွေကြီးကတော့လွတ်လာတယ်အဖားတို့ ਨੇ ပိုင်ပါရဲ့ဆိုဇော်ဘုံဟင်းကြီးကကြံနေသေးတယ်ဟောနော်ဇော်ဘုံကြီးကြံနေသေးဟိုကလွတ်ပင်ထက်ဆဲဟောမှာဟိုကလည်းတီးရတိုင်းပဲဟိုကပြီးအစုံဒီသွားမဲ့သွားတော့မဲ့အချိန်မျိုးရောက်သွားပြီးတော့လုံးဝစေးမမီတော့ဘူးပေါ့နော်အခုကဒါငါမင်းဆွေပြောသွားတဲ့အထဲမှာဆရာဆရာကြီးပြောတဲ့အတိုင်းပေါ့နော်အဲ့တော့ဒါသူ့ရုပ်တံဖိုင်လေးကိုကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်ပေါ့နော်ဟာဟုတ်ကဲ့ခြေလောက်သာသောမြန်မာများခင်ဗျာကျွန်တော်ငါမင်းဆွေဒါနိုဝင်ဘာ29ရက်နေ့မနေ့က အင်းစိန်အချင်းတော်ကပြန်လွတ်လာပါပြီခင်ဗျာဟုတ်ကဲ့ဈာမကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျာနော်အဲအထဲမှာကျွန်တော်ကတနေ့ကို၄နာရီပေါ့နော်၄နာရီလောက်လမ်း၆တယ်ဗျာ၄နာရီလောက်လမ်း၆တယ်ဆိုတော့တနေ့ကို12မိုင်လောက်လမ်း၆တယ်ဗျာနော်တနေ့12မိုင်လောက်လမ်း၆တယ်ဆိုတော့အဲပိန်နေဟုတ်ကဲ့ဟိုလမ်းများများ၆လို့ပိန်နေနော်အစားလည်းစားတယ်လမ်းလည်း၆တယ်အဲ့တော့ weight ကျသွားတော့ဗျာထောင်ထဲဝင်တော့က185ပေါင် အခုထောင်ကားထွက်လာတော့145ပေါင်မရှိသေးပြ။တော့ပေါင်40လောက်ကျသွားတယ်။ကျမကြီးကတော့ဟိုအသက်70နှစ်70နှစ်ကဟိုလူငယ်လေးလိုဟာခလေးလေးလိုတောင်းတောင်းကြီးပြန်ဖြစ်သွားတယ်ဗျာနော်။ဖျက်ဖျက်ဖျက်ကျတော့ကျွန်တော်နန်း၆တော်တော်များတယ်ဗျာနော်။အဲအရင်ကျမကြီးကောင်းသွားတယ်နော်။အဲအဲ့ဒါတခုကတော့တော့ထောင်ကျတာကျွန်တော်တို့အကျိုးမြတ်နော်အများကြီးဖြစ်သွားတယ်ဗျာနော်။ကျွန်တော်တို့အကျိုးမြတ်အများကြီးဖြစ်တယ်။ကျမကြီးရဲ့တန်ဖိုးကဘာနဲ့မှ နော်မလဲနိုင်ပါဘူးเนาะကျမ်းမာကြီးကတန်ဖိုးရှိဆုံးပါเนาะတန်ဖိုးရှိဆုံးရာကိုကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့เนาะတစ်နှစ်နဲ့ဆက်ရှိရကြတယ်အဲ့ဒီအတွင်းမှာကျွန်တော်ကျမ်းမာဟောကိုယ်ခန္ဓာကိုယ်ကိုတည်ဆောက်နိုင်ခဲ့တာပါเนาะဟုတ်ကဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်ကိုဟိုပြန်တွတ်ပေးတယ်เนาะနိုင်ငံတော်အစိုးရရောเนาะအဲဒီနိုင်ငံတော်ကြီးကဲเนาะဘုရုံမူကြီးမင်းအောင်လှရောအကုန်လုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာเนาะကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ကျွန်တော်ကိုဒီအချင်းတော်ထဲမှာเนาะ အဲကျွေးမွေးဆောက်ရှောက်ကူညီခဲ့ကြတဲ့เนาะအချင်းတော် ရာရှိရာကဝန်သားအားလုံးကိုလည်းเนาะကျွန်တော်ကျေးဇူးတင်ပါတယ်เนาะအဲနောက်ပြီးတော့ကျွန်တော်အချင်းတော်နဲ့မှာအဲစားရတယ်ဆိုတာเนาะဒီနိုင်ငံသားတွေရဲ့ နော်ပတ်စံပါနော်နိုင်ငံသားတွေအခွန်ငွေနဲ့နော်ကျွန်တော်ကိုကြွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အချင်းတော်နဲ့မှစားခဲ့တဲ့ထမင်းဟင်းနော်အဲကျွန်တော်ပဲဟင်းနဲ့စားရတယ်အသားကားဆိုတဲ့တပတ်ကို၄ရက်စားရတယ်နော်အဲအဲ့ဒါတွေအားလုံးကနိုင်ငံသားတွေရဲ့ပတ်စံနဲ့အဲစားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ဒီနိုင်ငံသားတွေကလည်းဟုတ်လား ဒီတိုင်းပြည်ကြီးငြိမ်းချမ်းမှာပဲဒီနိုင်ငံသားတွေလည်းเนาะကျွန်တော်တို့ဟိုဟိုเนาะလူမှုစီးပွားဘဝတွေတိုးတက်လာမှာပေါ့เนาะအဲ့တော့ဒီနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေเนาะနိုင်ငံတော်ကြီးငြိမ်းချမ်းဖို့လည်းကျွန်တော်တတ်နိုင်တဲ့ဘက်ကเนาะတတော်တနေရာကကြားရနေရာကကြိုးစားပြီးသွားပါမယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့เนาะအဲ့ဒါပြောရင်းနဲ့နှုတ်ဆက်ပါတယ်เนาะအားလုံးအားလုံးเนาะအားလုံးနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေအားလုံးအဆင်ပြေကြပါစေအားလုံးချမ်းသာကြပါစေเนาะဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ငားမစ်ဆွေပါဗျာเนาะဒါကျွန်တော်ရဲ့ တစ်တော့ကောက်တက်ပါအရင်ဟောင်းအပြောင်းဝင်လို့မရဘူးဖြစ်နေเนาะအားလုံးအားလုံးเนาะဟုတ်ကဲ့ဟုတ်ကဲ့ကဲတော့သူရုပ်တံဖိုင်ဒါကြည့်ပြီးသွားပြီဆိုသူပြောရတဲ့အထဲထဲမှာဒါ3မိနစ်ကျော်လေးပဲသူပြောရတာပေါ့နော်သူပြောရတဲ့အထဲထဲမှာတကယ်ဟိုကျန်သားတော့ထားတော့ဗျာလှုပ်ပေးတဲ့အတွက်ဒါဘိုးကျုံမူကြီးမင်းအောင်လိုင်းတို့ဘာလို့ခြေသူတင်နေဗာညာတော့ဒါကတော့ဟိုပြောရမှာပဲပေါ့နော်ခြေသူတင်ကြောင်းတော့ပြောရမှာလှုပ်ပေးတာဟိုလှုပ်ပေးတဲ့ခါကျခြေသူတင်ကြောင်းလေးတော့ပြောရမှာပေါ့ဒါပေမဲ့အဲ့ဒီထဲမှာသူပြောရတဲ့အထဲမှာတကယ်တဘာဝကြကြအဓိပ္ပာယ်ရှိရှိစကလုံး ကတော့တွေ့တယ်ပြည်သူကကြွေးတာပါဆိုတဲ့ဟာမင်းတို့စစ်တပ်ကကောင်တွေရောတခြားဝန်ထမ်းတွေရောပြည်သူကြွေးတာပါဆိုတော့ဒီနေ့ဒီချိန်ဒီလက်မခံသေးဘူးပြကျွန်တော်တို့လည်းဗာပြောမင်းတို့စစ်တပ်ကကြွေးတဲ့ထမင်းစားပြီးတော့ဟာစစ်တပ်ကဘာဘာထမင်းကြွေးတာတော့เนาะမိဘကြွေးကြွေးတဲ့ထမင်းစားခဲ့တယ်ဆိုတော့မှန်တယ်မိဘကြွေးကိုဘာလောက်အားမှတော်မဖြစ်ပဲနဲ့မိဘလည်းပြည်သူခွန်ဗန္နာကနေကြွေးတာမဟုတ်သူတို့ရဲ့လောအားလောအားကနေကိုရီကိုငငယ်တော့ကကျွေးမွေးပြည်သူဆောင်းလျှောက်ခဲ့တာ ါဒါဒီစကားဆိုရင်တော့ဒါလုံးဝကိုမြေကြီးလက်ခတ်မလွှဲမှန်တဲ့စကားပဲဘာစစ်တပ်ကကြွေးတဲ့ထမင်းတို့မင်းဟောစားထားတဲ့ပဲကလဲမျိုးတက်နေထွက်လာအောင်မယ်လို့ဘာလို့သိရအဲ့ပဲကဘယ်ရရတာလဲပြည်သူခွန်ပန်တာပဲရတယ်အဲ့ဒီဟာကိုမင်းတို့စကလုံးလေးတစ်လုံးထည့်သွားတာနော်ငါမင်းစီကတစ်လုံးလေးထည့်သွားတာမင်းထောင်ထဲကកောင်နေလေပြည်သူလူလူကြွေးတဲ့ထမင်းပဲစားတာနော်ထောင်ထဲကောင်တန်တဲ့ထောင်ဝင်တန်းတွေရောပါအကုန်လုံးမင်းတို့အခုတိုက်နေဟိုစီးနေတဲ့ဖနက်ကစပြီးတော့မှ ြည်သူလူထုကိုပြစ်ခတ်နေတယ်ဒေါ်လိုင်းတက်ဖို့ကိုပြစ်ခတ်နေတယ်ကြီးတန်းအဆိုးပြည်သူလူထုစီကနေရတာပါဆိုတဲ့ဟာကဘလို့မှငင်းလို့မရဘူးဒါပေမဲ့မင်းတို့ပြောလိုက်လို့ရှိရင်ပါစစ်တပ်ကကြွေးတဲ့ထမင်းစားပြီးတော့စစ်တပ်ကိုပြန်ပြီးအာခံနေလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့နော်တစ္ဆာခံထိုက်တဲ့လူမဟုတ်တဲ့အတွက်မင်းအောင်လိုင်းကတစ္ဆာခံထိုက်တဲ့လူတယောက်လုံးဝမဟုတ်ဘူးနော်တိုင်းပြည်ပေါ်ပြည်သူလူထုပေါ်လုံးဝကို တကယ်စောက်ကြည့်ရုပ်တဲ့ကောင်မို့လို့ငါတို့ကအဲ့ဒီစစ်တပ်ထဲမှာဆက်မနေပဲနဲ့ပြီးမင်းအောင်လိုက်ပေါ့တစ္ဆာမခံနိုင်ဘူးပြည်သူလူထုကျွေးတဲ့ဓမင်းစားပြီးပြည်သူလူထုပေါ်ပဲတစ္ဆာခံမယ်ဆိုရယ်စိတ်နေပေါ့နော်အဲ့တော့ဒါငါမင်းဆွေပြောတဲ့အထက်မှာတကယ်ကျွန်တော်ကြိုက်တဲ့ဇက်ကလုံးတစ်လုံးကတော့အဲ့ဒီဇက်ကလုံးလေးသွတ်တွေ့တယ်ပေါ့နော်ဘာဖြစ်ဒါအဲကျွန်တော်28ရက်နေ့ကလွတ်မြောက်လာသူတွေအားလုံးကိုလည်းဒါဟိုဝမ်းတာပါတယ်ပေါ့နော်ဝမ်းတာပါတယ်ပေါ့ဒါပေမဲ့ဟိုစစ်တပ်ကကျွန်တော်တို့ လောရမယ်ဆိုတော့သူလက်ခုပ်ထဲမှာပဲရှိနေတုံးပဲပေါ့နော်။ဘာဖြစ်ဖြစ်လှုပ်ပေးလိုက်တယ်ဆိုရင်မယ်သူလက်ခုပ်ထဲမှာပဲရှိနေတုံးပဲ။ဒါအချိန်မီးပြန်ပြီးတော့မှကျွန်တော်တခုခုလေးပြောမှဆိုမှလုံမကင်မှရှိတာနဲ့ပြန်ပြီးတော့မှဖန်းခံရဖို့လေအချိန်လေးကရှိတယ်ပေါ့နော်။အဲ့တော့ကြည်နေကြည်စားအဲကြည်ဆောင်ပေါ့နော်။တချို့ဆိုရင်တော့ကြည်ဆောင်ရတာပေါ့။ဒါကျွန်တော်တို့ Ambodia အတွင်းဝင်ဥမမောင်ဆွေတို့ပါလို့ဆိုလို့ရှိရင်လေဒီတိုင်းပဲဒါကျွန်တော်တို့လွတ်လာတာနဲ့ချက်ချင်းဒါကျွန်တော်လွမြောက်နေမျိုးရောက်အောင်ပေါ့နော်။အဲ့လိုပဲကျွန်တော်လည်းကျန်တဲ့ ကလေးတွေလည်းအများကြီးပေါ့ဘာသာကကျောင်းသားတွေလည်းအများကြီးကျွန်တော်နဲ့အများကြီးတွေ့တွေ့ဘူးပါတယ်တို့လည်းဒီတိုင်းပါပဲလွတ်ပြီဆိုတာနဲ့နေရသုံးရအတွင်းမှာတခြားတက်နေရကိုဒါတိန့်ဆောင်ကြတာပေါ့နော်အဲ့တော့တိန့်ဆောင်မှလို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးပေါ့နော်တိန့်ဆောင်ကျင်းတဲ့လူလည်းရှိတယ်လို့မတိန်ဆောင်မဲနဲ့ဒါစစ်တပ်နဲ့ပြန်ပြီးတော့မှအတူတူပြန်ပြီးလက်တွဲကျင်းတဲ့လူတွေလည်းဆန္ဒရှိတဲ့လူတွေလည်းရှိမှာပဲပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ကိုယ်တော့ဒါကြည်နေကြည်စားကြည်ပြီးတော့မှဒါမီးစင်ကြည်ပြီးတော့မှကတဲ့နေဆိုတဲ့ဟာလေးတော့ကျွန်တော်တို့အကြံပေးပေးချင်တာပေါ့နော်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ ဒီ Belarus သမရာအနေမှာမြန်မာနိုင်ငံကိုရောက်လာတယ်ရောက်လာပြီးတော့ခုနမင်းအောင်ပဲအာသူရဲ့တက်တန်းတစ်ချက်ပါပေါ့နော်ဒီလိုဆက်ချပါပါခေါင်းဆောင်မျိုးမတွေ့ဘူးဆိုတော့ကျောင်း Belarus သမရာအနေမှာဒါမင်းအောင်လိုက်ကိုမြောက်ပြင်ပြီးတော့ကြီးကိုပုံမြောက်ပုံကိုကြီးမြောက်နေထားမျိုးပေါ့အချိန်မှာလည်းခုနဒါဥရောပမှာဆိုရင်ဒါ Belarus သမရာအနာရှင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဒါဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဥရောပအနေမှာရေးပိတ်ဆို့ထားတာရှိတယ်နောက်တစ်ခုကသူတို့ပိတ်ဆို့ထားတဲ့နိုင်ငံရှင်းချင်းရတော့ဟိုက ခုနဆက်လက်နဲ့ပစ္စည်းခဲရန်ဆက်ယုံနေပါတယ်မှာဒါဘယ်လာရုစ်ကနေဒီမှာနိုင်ငံကိုကူညီတာလည်းရှိတယ်ပေါ့နော်ရှေ့ပါဆိုလည်းဒါအမေရိကန်ဒီဖိုင်နဲ့ပတ်သက်တဲ့ရဟန်းရင်နဲ့ပတ်သက်တဲ့အဆက်ပစ္စည်းတွေနောက်တစ်ခုက maintenance လုပ်တဲ့တင်နန်းတွေပါလေဆိုတော့လည်းဒါမြန်မာနိုင်ငံလေဒါတာတွေကိုဘယ်လာရုစ်နိုင်ငံနေမှာတင်နန်းပေးနေတာရှိတယ်ပေါ့နော်အခုလက်ရှိတဲ့ဒါမြောက်လာနဲ့တွေ့ပြီးတော့အဲ့ရှိဆက်မဲ့စီဝိုင်းနဲ့ပတ်သက်တာတော့လက်နက်ခဲနဲ့ပတ်သက်တာတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စာချုပ်ချုပ်တယ်ဆိုတာလေးလည်းတော့တွေ့ရတာပေါ့ဟုတ် ဟုတ်အဲဒါဒါနဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုရင်တော့အဲသူတက်တန်းတစ်ချောင်းမှာလုံးဝမတွေ့ဘူးရှာရှာပါပါဆိုတဲ့ဇာကားကလည်းတကယ်မှန်တယ်ဘယ်လာလူတမန်တာပြောရတာအမှန်တည်းပြောရတာဘာလို့လဲဆိုတော့ဒီလောက်စောက်သုံးကြတဲ့ကောင်တစ်ခါမှမတွေ့ဘူးကွာလို့သူဒါတွေ့ဝိုက်ပြီးတော့ပြောပြောရတာပေါ့နော်အဲ့တော့စောက်သုံးကြကြောင်းမြောက်ပြင်ပြီးတော့ပြောတာမဟုတ်သူလည်းအတိအတိပဲပေါ့နော်ဒါတမင်တကာကြီးခမဟိုဟိုချိုးချိုးနေနေပြောရတာဗျာပါပါလေးပုတ်သွားလို့တော့ပြောလို့ရတယ် အဲ့ဒါကိုတော့ဟိုမတိရကောင်ကတော့ဝမ်းတာနေမှာပေါ့ဗျာဟိုတော်တော်ကြီးဟိုဖြည့်ပြီးတော့မှဂျင်းနဲ့အားရနေမှာပေါ့နော်24နာရီတောင်မပြည့်တဲ့ခီးစဉ်မှာအဲသူကစာချုပ်ပေါင်းသဘောတူညီမှုစာချုပ်ပေါင်း16ခုလောက်ဒါလက်မှတ်ရေးထိုးသွားရဆိုတာလေသိရတယ်ပေါ့နော်ဒါကတော့တို့ဘိုင်းပေါ့တို့လုတ်ပိုင်ခွင့်ရှိနေတဲ့ချိန်မှာတော့တို့နိုင်ငံတို့လုတ်ရှင်တို့လုတ်နေမှာပေါ့နော်ဒါတို့လုတ်ပိုင်ခွင့်မရှိတော့အောင်လို့ကျွန်တော်တို့ကဒါတော်လှန်ရမှာတော်လှန်ရမှာပဲပေါ့နော်အဲ့တော့ဟိုသူပြောတဲ့ဇာကားကအဲ့ပါပါလေးပုတ်သွားတဲ့ဟာက तू တိရဲ့ နေမြေများစွာတွန်လိုင်းတက်ဖွဲ့တွေတိမ့်ပိုက်ရှင်ခံရရတယ်။เนาะချစ်ကောင်စီတက်ဖွဲ့ဝင်တွေအများကြီးတော့ဒဝါဖြစ်တယ်။အဲ့မှာမှနောက်ထပ်ကျော် video file လေးတစ်ခုအဲတစ်ချက်ကြည့်ကြည့်ပေါ့နော်။ကျွန်တော်တို့တက်မလို့မှာလက်ထက်ရှိတယ်၊ခေရရှိတယ်၊တင်ကားရှိတယ်၊အမြောက်ရှိတယ်၊လေးများရှိတယ်။စစ်သမောရှိတယ်၊လူမရှိဘူး။အဲ့မှာဘူးလက်လှဆွေပြောသွားတယ်ဒီမှာဘူးလက်လှဆွေပြောသွားကျွန်တော်တို့တက်မလို့ကလေရင်တွေလည်းရှိတယ်၊တနတ်တွေလည်းရှိတယ်၊တင်မောတွေလည်းရှိတယ်၊တင်ကားတွေလည်းရှိတယ်ဆိုသူပြောသွားလူမရှိဘူးတဲ့။ လူမရှိဘူးဟုတ်တယ်ဒါအမှန်ပဲတကယ်ဒါလုံးဝဘူးလလဆိုရင်အမှန်တရားတကယ်တကယ်ပြောရတာဘာလို့ဆိုလူမရှိဘူးရှိတဲ့ကောင်ကလည်းအီချင်းမရှိဘူးဗျာပြီးအတင်းအာရမစစ်တပ်တွေကိုအတင်းအာရမဆွတ်စီရတာနော်ဟုတ်တမိုင်းတလျှောက်နော်တမရောကကွယ်ဦးစီးရုပ်တွေထောက်လျှောက်လှုပ်လာခဲ့တဲ့တမိုင်းတလျှောက်မှာစစ်တပ်တွေကိုသူ့အတူပဲဝင်ဖို့အတွက်ဒါပေမဲ့ဟိုစီယုံတချို့စီယုံနီးနေတဲ့တော့စီယုံတာပေါ့ဗျာဟုတ်တယ်မလားခုလိုမျိုးလိုက်ပြီးတော့မှပေါ်တာဆွဲရတာတို့ ိုကလောက်อ่ะဒီอ่ะလောက်อ่ะဆိုတဲ့ဟာကစစ်တပ်သမိုင်းမှာတခါမှမရှိခဲ့ဘူးပေါ့เนาะအဲ့တော့လူမရှိတော့ဆိုတာတကယ်အမှန်ပါอืมဘောလုံးမျိုးတွေအားလုံးဒီဘက်တွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့လက်ရှိချိန်မှာစစ်တပ်မှာဖြစ်ပေါ်နေတဲ့စစ်ကွေးမင်းရောင်နိုင်တဲ့လူမရှိတော့လို့လူငယ်တွေကိုပေါ်လာဆွဲပြုတ်ခုလုံနေရအားလုံးတွေဖြစ်ပါတယ်ဒါကြောင့်လူငယ်တွေနေလက်ထူပကူးပြုတ်ရမယ်ဒါကိုပြပြီးတော့လက်ရှိချိန်မှာတော်လိုင်းဘက်ကိုခြေစုံပြုတ်ဝင်ရမယ်နေထားခုဖြစ်တဲ့ဆိုတော့ဒီနေရာကထပ်မံတည်ပြေးကြပါတယ် တော်လိုက်မှုတွေအားလုံးပဲဒီဗီဒီယိုတော်တယ်ဆိုတဲ့လဲပါတယ်နောက်တစ်ပြီးတော့မှတော့ Northern Radio ဖြစ်တဲ့ကျွန်တော်ရဲ့ကိုကျွန်တော် Channel ကို Like and Subscribe Like and Subscribe ပြီးပေးရမှာလည်းချင်းမြတ်တာများပြီးတော့တဲ့ဒီအားလုံး issue နားဆင်ရရဖြစ်ပါတယ်ပေါ်ပေးနေမိပြီးတော့မှအများဆုံးကြင်ဝေးကြပါသူထမှန်တောက်စုပြည်နေပဲသုံးနေရှိပြီးတူးကျင်တယ်ထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ